နိုင်ငံတကာကင်ဆင်ရေးဖွဲ့ရင်းကူညီကင်ဆင်နေမိမယ်ချီနီရီဆိုးရနေတဲ့မန်လင်းမြို့နယ်စကိုင်းချင်းနေနိုင်ငံတကာကကူညီကင်ဆင်ရေးဖွဲ့တွေကတဖွဲ့ဝင်ရောက်နေပြီမယ်တည်ဆုံသွားတဲ့လူတွေများလာလို့မန်လင်းမြို့မှာရှိတဲ့တုတ်တန်တွေကမိတချုံရရင်ရုံလောင်းနေများမနိုင်မနှင်းကိုဖြစ်နေရတယ်လို့သတင်းများရသိရပါတယ်အားလုံးဒီကြတဲ့အတိုင်းမတ်လ28ရက်နေ့မှာတော့2000ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာအင်အားအပြင်းဆုံးမြင်ကလင်းလို့ဆိုနိုင်တဲ့အင်အား Richard Scale 9.9အဆင့်ရှိတဲ့မြင်ကလင်းကြီးက စကိုင်းမြို့ကိုဗဟိုပြုကလှုပ်ခတ်သွားနေတာဖြစ်ပါတယ်။ဆိုပါမြင်းကလင်းကြီးကိုမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့နှစ်ခုစလုံးကခံစားနေရတာဖြစ်ပေမယ့်စကိုင်းပြည်ရကျောင်းတခြားမှာရှိတဲ့မြို့တွေကတော့အစိုးဆုံးခံစားရလို့ဆိုရပါပါ။ထို့ဖြင့်တော့စကိုင်းမြို့၊မန်လင်းမြို့၊ကြောင်စိန်နေပြည်တော်စရင်မြို့ကြီးတွေဟာမြင်းကလင်းထံတွေကိုစုံအောင်ဆုံးခံရတဲ့မြို့တွေအများကြီးရှိတယ်လို့သိရတာပါ။စကိုင်းမြို့ကိုအခြေပြုကလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းဟာ2023ခုနှစ်နောက်ပိုင်းကမ္ဘာပေါ်မှာအင်အားအပြင်းဆုံး မြင်းကလင်းဖြစ်တာကြောင့်လည်းတတော်ကြီးကိုပျက်စီးဆုံးရှုံးမှုတွေများပြခဲ့တာဖြစ်ပါတယ်။မြင်းကလင်းကြောင့်စကိုင်းမြို့မှာ80ရာခိုင်နှုန်းလောက်ပျက်စီးဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။တချို့သောသတင်းများအရစကိုင်းမြို့မှာဆောင်းရင်ကျကျပျက်စီးမှုတွေကြောင့်လူပေါင်း100လောက်ကိုတင်ဆုံသွားရလို့သိရတာပါ။မန္တလေးမြို့မှာတော့စကိုင်းတရာပေါဝင်ရှင်းဟောင်းဆောင်းရင်ဖျောင်းစီဒီပထိုးရင်ကွန်တော်တိုင်ခန်းတွေတော်တော်များများပျက်ကျပျက်စီးသွားတာပါ။ဒါကြောင့်လည်းမန္တလေးမြို့မှာတင်ဆုံသွားတဲ့ရုံလောင်းတွေကို မိတိကြိုရာတော့မနိုင်မနေဖြစ်နေရတယ်လို့သိရတာပဲဖြစ်ပါတယ်။အခုစရင်မန်လီမြို့ကတောင်ရင်မြောင်ရင်တုတ်တန်တွေမှာရုံကောင်းတွေကိုမိတိကြိုရာမနိုင်မနေဖြစ်နေလို့ဂျာနီကန်တုတ်တန်ကိုပို့နေရတယ်လို့သိရတာပါ။ဒါပြင်မန်လီမြို့ကစီးဟုန်ကြီးမှာလည်းထိခိုက်ဒဏ်ရာရရှိနေတဲ့လူနာတွေကိုကုသရမှာမနိုင်မနေဖြစ်နေရလို့သိရတာဖြစ်ပါတယ်။မန္တလေးမြို့တွင်မကပါဘူးနေပြည်တော်ကြောင့်စင်စားရင်မြို့တွေမှာလည်းလူပေါင်းများစွာအတိဒုက္ခရောက်နေကြတာပါဒီငလင်ဟာကမ္ဘာပေါ်မှာလက်နောအပြင်းဆုံးငလင်ဖြစ်တာကြောင့်လည်းအခုချိန်မှာကမ္ဘာနိုင်ငံတည်တည်ကကိုကြီးကယ်ဆယ်ရေးဖွဲ့တွေက မြန်မာနိုင်ငံကိုတဖွဲ့ဝင်လာနေကြပါအိန္ဒိယနိုင်ငံကအကူအညီကင်ဆယ်ရေးဖွဲ့ရီဆိုရင်ကင်ဆယ်ရေးဝန်ထမ်းတွေနဲ့တူနှစ်ဖွဲ့ခွဲဆင်းလွတ်ထားတာဖြစ်ပါတယ်တရုတ်နိုင်ငံကဆိုရင်လည်းရှားဖွဲ့ကင်ဆယ်ရေးဖွဲ့ရီကိုလင်းရင်းမြောင်းစွာနဲ့ဆင်းလွတ်ထားတာပါဒါ့အပြင်ရုရှားနိုင်ငံကဆိုရင်လည်းကင်ဆယ်ရေးခွဲရီကင်ဆယ်ရေးထူးဝန်ထမ်းတွေနဲ့တူလင်းရင်းစီးုံတွေမှာတင်ဆောင်ကအကူအညီကင်ဆယ်ဖို့လာကြတာဖြစ်ပါတယ်ဒါ့အပြင်မြန်မာနိုင်ငံအိန္ဒိယနိုင်ငံတွေဖြစ်တဲ့စင်ကာပူနဲ့ထိုင်းနိုင်ငံကကင်ဆယ်ရေးဖွဲ့ရီလည်းပါဝင်ကူညီကင်ဆယ်ဖို့မြန်မာနိုင်ငံကိုလင်းရင်းနဲ့တစ်ဖွဲ့ဝင်ရောက်ရှိလာကြတာပါ ခုဆိုရင်တရုတ်နိုင်ငံကကုညီကယ်ဆယ်ရေးပညာရှင်ဖွဲ့ရင်ပရရှားပညာရှင်ဖွဲ့ရင်အိန္ဒိယကပညာရှင်ဖွဲ့ရင်ဟာမန်လီနဲ့နေပြည်တော်မှာရှိတဲ့ပြိုကျပျက်စီးနေတဲ့ဖွဲ့တွေကိုကုညီကယ်ဆယ်ပေးနေကြပြီဖြစ်ပါတယ်။နိုင်ငံသားကပညာရှင်တွေပြည်ရင်းကကုညီကယ်ဆယ်ဝန်ထမ်းတွေရဲ့စူးစမ်းမှုတွေကြောင့်အခုဆိုရင်အသက်ရှင်နေတဲ့ပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါမဲ့လည်းမန်လီမြို့မှာတော့နောက်ဆက်တွဲမြင်းကလေးလှုပ်ရှားမှုတွေကြောင့်ကုညီကင်စင်းလုပ်ငန်းတွေနှောင့်နှေးလျက်ရှိနေပါတယ်။ရန်ကုန်ပါဝင်တခြားသောမြို့ကြီးများမှာတော့လျှက်စစ်မီနဲ့ရေပြတ်တောက်မှုတွေရှိနေရပါ ီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောငလင်းဘေးထန်နဲ့ပတ်သက်ပြီးတော့မိမိတို့ကြုံတွေ့ရင်ဆိုင်ရတဲ့ခက်ခဲလေးတွေကိုမျှဝေသွားကြပါအောင်ရှင်။